လူရုံမာရီလက်ကနေတရားရီနဲ့ပြန်လွတ်လာတဲ့ရှစ်တန်းချောင်းတို့လေမင်္ဂလာပါပရိသတ်ကြီးတို့ရေအခုနောက်ပိုင်းလူပြောက်တွေအများများလာပါတယ်ငငယ်ရွယ်ရွယ်ချောင်းတို့လေးတွေလည်းပြောက်လာခဲ့ပြီးပြန်တွေ့ချိန်မှာဆိုရင်လည်းအရန်ကိုထူးဆန်းနေရဲ့အပြုတ်မှုတွေဖြစ်နေကြတာပါဒီတစ်ယောက်ကတော့ online ကနေလူလိန်တွေလိန်ညာစီရောက်ပြီးခေါ်သွားတယ်လို့ထင်ရပါတယ်ကောင်မလီကတော့ဆလီနှစ်အရွယ်ရှစ်တန်းချောင်းတို့လေးဖြစ်ပြီးဖုန်းလဲတုံးတယ်လို့လဲလဲဝဲဝဲခစ်ဆန်ဆန်နေတဲ့သူတစ်ယောက်လည်းဖြစ်ပါတယ် ဒီကလေးမလေးကတော့ဖုန်းထဲကရီစားဆိုသူကလိန်ညာစီယုံပြီးခေါ်သွားခဲ့တာပဲဖြစ်ပါတယ် ဖုန်းတွေကနေကြီးစားထားပြီးတစ်ဖက်ကကောင်းလေးတွေကပတ်စံတွေခဏခဏတောင်းတလို့မဟုတ်ကဟုတ်ကပုံတွေပို့ပြီးချင်းချောက်တာတွေပါရှိခဲ့တာပဲဖြစ်ပါတယ်။အဲကနေ17ရက်6လ2025မှာတော့မနက်ခင်း9နာရီခွဲအချိန်မှာကြောင်းမသွားခင်မိဘတွေအလစ်မှာကြောင်းသွားခဲ့တာပဲဖြစ်ပါတယ်။ဒီလိုနဲ့ကောင်းမလေးမှာဖုန်းပါသွားတာကြောင့်ဖုန်းဆက်ကြည့်ပေမဲ့လေပထမတော့လုံခြုံတဲ့နေရာမှာထိန်းထားတယ်လို့ပြောခဲ့ပြီးနောက်မှာတော့ဖုန်းပါဆက်ပိတ်ပြီးအဆက်သွေးပြတ်သွားခဲ့ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းကလည်းမော်လမြိုင်က14နှစ်အရွယ်ရှစ်တန်းကျောင်းသူလေးပျောက်သွားခဲ့ပြီးဒီကနေ့မှာတော့လူပြောင်းမှုပြန်တွေ့ခဲ့ပြီးတမီးငယ်လေးဘာလို့ပျောက်သွားခဲ့ရပြီးဘာတွေဖြစ်ခဲ့လဲဆိုတော့မိဘတွေတောင်မေးလို့မရသေးပါဘူးတွေ့ချိန်ကလည်းညဘက်ဖြစ်ပြီ ။အိမ်ရှိဘန်နာကလမ်းမှာကားနဲ့လာချသွားတယ်လို့ကနာဦးသိရပြီးကလေးမလေးကကိုယ်ဝင်ကိုယ်တော်ပြန်မဝင်ရဲပဲတောင်တောင်တောင်နဲ့ကြောက်လန့်နေလို့တွေ့ရတဲ့သူတွေဝိုင်းခေါ်တော့လေထွက်ပြေးပါ යි ။အဲကနေနောက်ပိုင်းမှာစစ်ကဲကောင်းရဲစခန်းကနေလမ်းကြားမှာမိပြီးအိမ်ပြန်ရှော့ခေါ်ထားပါ යි ။ကလေးမလေးရဲ့ခန္ဓာကိုယ်မှာလည်းတန်ရာတန်ကျပ်တွေပါလာပြီးလက်ရှိပါမှာတော့မေးလို့တော့မရသေးပါဘူးလို့ဆိုပါ යි ။ပုံစံကတော့အသက်မပြည့်သေးတဲ့ចောင်းသူကိုစီယုံပြီးတခုခုဖြစ်ခဲ့ပုံလို့ယူဆရပါ යි ။ ဒါပြင်အခုရက်ပိုင်းဒီလိုပုံစံလူပြောင်းမှုတွေများနေတဲ့အချိန်မှာပပော့တနန်သဘောထားရင်ပပော့ပဲဖြစ်နေမှာမလို့မိဘတွေမိမိတို့သားသမီးတွေကိုကူးဆိုင်ကြပါအထူးသဖြင့်မိကောင်ပေါအွယ်လေးတွေရဲ့ဖုန်းသုံးဆွဲမှုတွေကိုကူးဆိုင်ထိန်းသိမ်းသင့်တယ်လို့ထင်မြင်ယူဆမိပါတယ်အခုလိုចောင်းသူလေးတွေကိုငငယ်ရွယ်ရွယ်လေးနဲ့ဖုန်းပေးသုံးပြီးကလေးတွေကမတွေးသင့်တာတွေမလုံသင့်တာတွေလို့အပေါင်းအသင်းတွေမှာပြီးစာတင်ချိန်မှာစာကိုစိတ်မဝင်စားတော့ဘဲလမ်းမတွေရောက်ပျက်စီးလာကြပါတယ် ပိုဆိုတာကတော့လူငယ်တွေကိုအရွယ်မရောက်သေးပေဖုန်းပြီးတုံးကြတာပါပဲ။ဒါကြောင့်ကလေးမိဘတိုင်းကိုယ်ကလေးတွေကိုမဆုံးရှုံးခြင်းရင်ဂီယူဆိုင်ကြဖို့တတိထားရအောင်ရှယ်ပေးလိုက်ရပါတယ်။အစောထိကြည့်ပေးလို့အားလုံးကျေးဇူးတင်ပါတယ်။နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင်။ကိုရင်ဝေပေးထားတာတော့ပထွေးနဲ့အပေါင်းမလေးယောက်ရဲ့အတ္တမကျင့်နာကိုခံခဲ့ရတဲ့တားငယ်လေးမိင်္ဂလာပါပရိသတ်ကြီးတို့ဤဒီမိင်္ဂလေးကတော့လေရွေးမှသွားခဲ့ပြီ ဘဝကြုံခဲ့ရတဲ့အပြင်ရှင်နှစ်အရွယ်သားငယ်လေးကိုပါပန်းကအညွတ်ချိုးဖြစ်နေခဲ့ရတာပါဒီမိန်းကလေးကတော့ငငယ်ရွယ်ရွယ်နဲ့အင်အားပြုတ်ခဲ့ပြီးယောက်ျားဖြစ်သူကလည်းအချိန်ပြည့်တောက်စားမှုရစ်ကအလုံးမလုံးပဲသူမကိုသာရှားသမျှအလုံးလိုက်လုံခိုင်းပြီးပတ်စံရရင်ယောက်ျားကချူပြီးတောက်စားဖဲရိုက်ပစ်နေခဲ့တာပါအဲကနေနောက်ပိုင်းမှာတော့ယောက်ျားလေးအပေါင်းအသင်းတွေနဲ့အတင်းလွတ်ကသူမကိုခိုင်းစားခဲ့ပါသေးတယ်အဲလိုနဲ့နောက်ပိုင်းမှာတော့ကိုဝင်ရခဲ့တာပါတောင်ကိုဖျက်ချခိုင်းပေမဲ့ မင်းကလေးကတော့မဖြတ်ချခဲ့ပဲဘသူနဲ့ရရသူရအောင်မွေးမယ်ဆိုပြီးဆုံးဖြတ်ချက်ချကမွေးခဲ့တာပဲဖြစ်ပါတယ်။ဒါကြောင့်မင်းသူနဲ့မဟုတ်ပဲတခြားသူနဲ့ရတဲ့ကလေးဖြစ်တာကြောင့်ပထွေးပီပီကလေးကိုအမျိုးမျိုးနှိပ်စက်ကအကြိမ်ကြိမ်စော်ကားခဲ့ပါတယ်။ကံကောင်းစွာနဲ့တားယောက်ကြလေးမွေးခဲ့ပေမယ့်လေမိခင်ဖြစ်သူကတော့တားလေးကိုမျက်နှာမငယ်ရအောင်ထားပြီးတားလေးကိုကြောင်းထားဖို့အတွက်နဲ့လူရန်စီထားနိုင်ဖို့နေဘက်ဆိုရင်ကြာရအလုပ်ကိုထွက်လုပ်ပါဒီလိုထွက်လုပ်ချိန်မှာပဲ ပထွေးဖြစ်သူရဲ့လူမဆန်စွာပြုတ်မူတာကိုခံခဲ့ရပါတယ်။မိခင်ကတော့အစားကအတွင်းရဲ့သူမှမသိပဲတန်ရုံးကျင်တွေ့ခဲ့ပြီလို့သူ့သားလေးရဲ့ပထွေးကိုယုံကြည်ခဲ့ပြီလို့ကိုယ့်ရဲ့အတန်နဲ့အစည်းအဝေးဥစ္စာပါမကြံကျမရှင်နိုင်ဖြစ်တဲ့တားလီရဲ့ဘဝအညွန့်ကြိုးခဲ့အောင်ပြုကျင့်ခဲ့တဲ့သူ့ကိုကျမလုံးဝခွင့်မလွတ်နိုင်ပါဘူးဆိုပြီးခုလိုအကူအညီတောင်းလာခဲ့တာပါ။သူ့အမေရဲ့ပြောပြချက်အရတော့သားကိုညအိတ်နေညနေအိတ်နေနေအနိုင်ကျင့်မိုင်ပါဇက်ကိုလည်းပိတ်ထားရင်အမေကိုပြောပြရင်တတ်မယ်ဆိုပြီးပြောပါ යි ။ မြမအနေနဲ့တားပေါ်အခုလိုလုံးမဲ့သူမဟုတ်ပါဘူးလို့ထင်လို့စာဝင်းနေရဲ့အတွက်အလောက်သွားရင်တားဟုတ်ထားခင်ရပါ။ယုံကြည်မှုကြောင့်တားမီနှစ်ယောက်ဘဝပြတ်ခင်ရပါတယ်။ဒါတင်မကသေးပဲတားဖြစ်သူကိုပထွေးနဲ့လူလေးယောက်ပဝင်းကျင်ကအနိုင်ကျင့်စော်ကားလို့အခုလိုထွက်ပြေးလာရကြောင်းသိရပါတယ်။မိခင်ဖြစ်သူရဲ့ပြောပြချက်အရတားလီဟာအသက်ရှင်နေပြေဖို့တလားကန့်လို့ဒီကြောင့်သူမရဲ့ခင်မောဟာတားလီရဲ့ဖခင်ရင်မဟုတ်ဘဲလက်ရှိမှာထောင်ကျနေရဖြစ်ပါတယ်။သူထောင်ကမလွတ်လာခင်မှာလေ တားဖြစ်သူကိုအနိုင်ကျင့်တဲ့သူရှိခဲ့တာကိုတားဖြစ်သူကိုအနိုင်ကျင့်တဲ့သူရှိခဲ့တာကိုဖေမာသွေးတွေ့ခဲ့လို့မိခင်ကသတိထားမိခဲ့တာပါ။သူမခင်မလွတ်လာချိန်မှာတော့သူကပါပြုတ်လုခဲ့တဲ့အတွက်ပုံစိုးလာတာတွေ့ရကြောင်းသူမကအစကအခြားသူတွေလို့ထင်ခဲ့မိကြောင်းခင်မဖြစ်သူကလုတ်တယ်လို့မထင်ခဲ့ကြောင်းပြောပါ යි တားဖြစ်သူကိုလည်းပြန်မပြောရမှားထားတဲ့အတွက်ပြန်မပြောရဲခဲ့ကြောင်းသိရပါ යි အဲ့ကနေပထွေးရက်ကကင်းအောင်ကိုရင်ဝစ်ပေးခဲ့ပါ යි အခုကတားဖြစ်သူကိုရင်ဝင့်နေချိန်မှာအနည်းကင်းပါတယ်ဆိုပြီးသူမှသွားကြည့်ရဲ့အခါကျင်းတဲ့နေရာမှာမရှိဘဲခင်မောနဲ့အခြားသူလေးဦးကန်ကအနိုင်ကျင့်နေရာကိုမြင်တွေ့ခဲ့ရလို့တားနဲ့အတူထွက်ပြေးလာခဲ့ရဖြစ်ကြောင်းပြောပြီးသူမတို့တားမိကိုအဲ့ဒီနေရာပြန်မဖို့ပဲလုံခြုံတဲ့နေရာဖြစ်ဖြစ်ထားပြီးစီကျင်တယ်လို့ပထွေးနဲ့အပေါင်းပါတွေကိုလည်းထိုက်တဲ့နဲ့အပြစ်ပေးစီကျင်ကြအကူအညီတောင်းလာခဲ့တာပဲဖြစ်ပါ යි အခုလိုအချိန်ကာလကြီးမှာတော့တာမမွေတမီမမွေခုလိုလူမဆန်တဲ့သူတွေနဲ့တွေ့သွားရင်တော့ဘသူမှအခုကကိုစိတ်မချရတော့တာပါခုကြည့်နေတဲ့သူတွေရောမိမိရဲ့အမြင်လေးကိုပြောပြခဲ့ကြပါအောင်ရှင်အဆုံးတိကြည့်ပေးလို့အားလုံးကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင်လူရောက်မာရီလက်ကနေတန်ရာရီနဲ့ပြန်လွတ်လာတဲ့ရှစ်တန်းချောင်းသူတွေမိင်္ဂလာပါပရိသတ်ကြီးတို့ရဲ့အခုနောက်ပိုင်းလူပြောက်တွေအများများလာပါတယ် ငငယ်ရွယ်ရွယ်ကျောင်းသူလေးတွေလည်းပျောက်လာခဲ့ပြီးပြန်တွေ့ချိန်မှာဆိုရင်လည်းအရန်ကိုထူးဆန်းနေတဲ့အပြုတ်မှုတွေဖြစ်နေကြတာပါဒီတစ်ယောက်ကတော့ online ကနေလူလိန်တွေလိန်ညာစီရောက်ပြီးခေါ်သွားတယ်လို့ထင်ရပါတယ်ကောင်မလီကတော့14နှစ်အရွယ်ရှစ်တန်းကျောင်းသူလေးဖြစ်ပြီးဖုန်းလဲတုံးတယ်လို့လဲလဲဝဝဲခစ်ဆန်ဆန်နေတဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်ဒီကလေးမလေးကတော့ဖုန်းလေးကရီစားဆိုသူကလိန်ညာစီယုံပြီးခေါ်သွားခဲ့တာပဲဖြစ်ပါတယ်။ ဖုန်းတွေကနေကြီးစားထားပြီးတစ်ဖက်ကကောင်လေးတွေကပက်ဆက်တွေခဏခဏတောင်းသလိုမဟုတ်ကဟုတ်ကပုံတွေပို့ပြီးချင်းချောက်တာတွေပါရှိခဲ့တာပဲဖြစ်ပါတယ်။အဲကနေ17ရက်6လ2025မှာတော့မနက်ခင်း9နာရီခွဲအချိန်မှာကြောင်းမသွားခင်မိဘတွေအလစ်မှာကြောင်းသွားခဲ့တာပဲဖြစ်ပါတယ်။ဒီလိုနဲ့ကောင်မလေးမှာဖုန်းပါသွားတာကြောင့်ဖုန်းဆက်ကြည့်ပေမဲ့လေပထမတော့လုံခြုံတဲ့နေရာမှာထိန်းထားတယ်လို့ပြောခဲ့ပြီးနောက်မှာတော့ဖုန်းပါဆက်ပိတ်ပြီးအဆက်အသွယ်ပြတ်သွားခဲ့ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းကလည်းမော်လမြိုင်က14နှစ်အရွယ်ရှစ်တန်းကျောင်းသူလေးပျောက်သွားခဲ့ပြီးဒီကနေ့မှာတော့လူပြောင်းမှုပြန်တွေ့ခဲ့ပြီးတမီးငယ်လေးဘာလို့ပျောက်သွားခဲ့ရပြီးဘာတွေဖြစ်ခဲ့လဲဆိုတော့မိဘတွေတောင်မေးလို့မရသေးပါဘူးတွေ့ချိန်ကလည်းညဘက်ဖြစ်ပြီး အိမ်ရှိဘက်နာကလမ်းမှာကားနဲ့လာချသွားတယ်လို့ကနာဦးသိရပြီးကလေးမလေးကကိုယ့်အိမ်ကိုယ်တော်ပြန်မဝင်ရဲပဲတောင်တောင်တောင်နဲ့ကြောက်လန့်နေလို့တွေ့ရသူတွေဝိုင်းခေါ်တော့လေထွက်ပြေးပါ යි အဲကနေနောက်ပိုင်းမှာစစ်ကဲကုန်းရဲစခန်းကနေလမ်းကြောင်မှာမိပြီးအိမ်ပြန်လျှောက်ခေါ်ထားပါ යි ကလေးမလေးရဲ့ခန္ဓာကိုယ်မှာလည်းဒဏ်ရာတန်ချက်တွေပါလာပြီးလက်ရှိပါမှာတော့မေးလို့တော့မရသေးပါဘူးလို့ဆိုပါ යි ပုံစံကတော့အတတ်မပြည့်သေးတဲ့ចောင်းသူကိုစီယုံပြီးတခုခုဖြစ်ခဲ့ပုံလို့ယူဆကြပါ යි ဒါပြင်အခုရက်ပိုင်းဒီလိုပုံစံလူပြောင်းမှုတွေများနေတဲ့အချိန်မှာပပော့တနန်သဘောထားရင်ပပော့ပဲဖြစ်နေမှာမလို့မိဘတွေမိမိတို့သားသမီးတွေကိုဂယူဆိုင်ကြပါအထူးသဖြင့်မိကောင်ပေါင်းအရွယ်လေးတွေရဲ့ဖုန်းသုံးဆွဲမှုတွေကိုဂယူဆိုင်ထိန်းသိမ်းသင့်တယ်လို့ထင်မြင်ယူဆမိပါတယ်အခုလိုကျောင်းသူလေးတွေကိုငငယ်ရွယ်ရွယ်လေးနဲ့ဖုန်းပေးသုံးပြီးကလေးတွေကမတွေးသင့်တာတွေတွေမလုံသင့်တာတွေလို့အပေါင်းသင်းတွေမှာပြီးစာတင်ချိန်မှာစာကိုစိတ်မဝင်စားတော့ပဲလမ်းမတွေရောက်ပျက်စီးလာကြပါတယ် ပို့ဆိုတာကတော့လူငယ်တွေကိုအရွယ်မရောက်သေးပေဖုန်းပြီးတုံးကြတာပါပဲ။ဒါကြောင့်ကလေးမိဘတိုင်းကိုယ်ကလေးတွေကိုမဆုံးရှုံးခြင်းရင် view ဆိုင်ကြဖို့တတိထားရအောင် share ပေးလိုက်ရပါတယ်။အစောတိကြည့်ပေးလို့အားလုံးကျေးဇူးတင်ပါတယ်။နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင်။